ဒီနေ့ဗီဒီယိုလေးကတော့သွေးဆုံးပြီးမှသွေးပြန်ဆင်းရင်စိုးရင်ရသလားလို့မေးထားတယ်မိကွန်လေးကိုအကျိုးအကြောင်းနဲ့တေချာရှင်းလင်းပြောပြပြီးတော့ဖြေကြားပေးသွားမှာဖြစ်ပါတယ်ဒီကျမ်းမာရေးဘဟုတုတအချက်အလက်တွေကိုသိချင်းအားဖြင့် ကိုယ့်ရဲ့အသက်အန္တရာယ်ကိုကိုကိုယ်တိုင်ပဲကာကွယ်ပေးနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့နားထောင်ကြည့်လိုက်ကြပါတော့။ကျမနိုင်ငံမေကတော့ဒေါက်တာမြူးနန္တာပါ။ကျမက ယခုလက်ရှိ UK နိုင်ငံကတာဖွားနေမီရအတိုင်းမင်းကအထူးကုဆရာဝန်ကြီးတယောက်ဖြစ်ပါတယ်။အဲ့တော့သွေးဆုံးပြီးမှသွေးပြန်ဆင်းတယ်ဆိုတာဟာဘယ်လိုဟာမျိုးလဲသိဖို့အတွက်ပထမအဆုံးသိရမယ့်အချက်ကသွေးဆုံးတယ်ဆိုတဲ့ definition ပါပဲအဲ့တော့သွေးဆုံးတယ်ဆိုတာက ရာသီလာနေတဲ့အမျိုးသမီးတယောက်ဟာရာသီမလာတော့ဘဲနဲ့ရာသီသွေးမပေါ်တော့ဘဲနဲ့တနှစ်တီတီပြည့်သွားတာတနည်းအားဖြင့်လုံးဝသွေးမဆင်းတော့ဘဲနဲ့12လတီတီပြည့်သွားတဲ့12လဇက်တိုက်သွေးမဆင်းတော့တဲ့အမျိုးသမီးတွေဟာဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်သွေးဆုံးပြီလို့ပြောလို့ရပါတယ် အဲ့တော့ဆန်နှလားဇက်တိုက်သွင်းမဆုံးတော့တဲ့အမျိုးသမီးတယောက်ဟာအသက်30ပဲဖြစ်ဖြစ်40ဖြစ်ပဲဖြစ်ဖြစ်50ပဲဖြစ်ဖြစ်ဒါကိုသွေးဆုံးသွားပြီလို့ပြောလို့ရပါတယ်။အဲသွေးဆုံးတဲ့နေရာမှာမကျမတို့အမျိုးမျိုးခွဲခြားထားတာရှိတယ်။ဒါပေမဲ့ဒီနေ့ဗီဒီယိုလေးမှာတော့ဒီလောက်သိရင်ရပါပြီ။နော်။ဟုတ်ပြီ။အဲ့ဒါသွေးဆုံးသွားပြီ။အဲ့တော့သွေးဆုံးသွားပြီးမှသွေးပြန့်စင်တယ်။အဲ့တော့ဘလူဟာမျိုးကိုသွေးပြန့်စင်တယ်လို့ခေါ်တာလေဘလူဟာမျိုးဆိုရင်စိုးဝင်ရတယ်လေ။ ဲ့တော့သွေးပြန်ဆင်းတယ်ဆိုတဲ့နေရာမှာအကျဉ်းအရေအတွက်နဲ့လည်းမဆိုင်ဘူးအနေအများနဲ့လည်းမဆိုင်ဘူးအရောင်အသွေးနဲ့လည်းမဆိုင်ဘူးလုံးဝအောက်ကနေသွေးဆင်းစရာမလိုတော့တဲ့အမျိုးသမီးတစ်ယောက်မှာသွေးမဆင်းတော့တဲ့အမျိုးသမီးတစ်ယောက်မှာတကြိမ်ပဲဖြစ်ဖြစ်ဘလို့အရောင်မျိုးပဲဖြစ်ဖြစ်နော်အနေနဲ့လေးပဲဖြစ်ဖြစ်ဘလို့ပဲပြန်ဆင်းစင်အဲ့ဒါကို သွေးပြန်ဆင်းတယ်လို့ယူဆတယ် အဲ့တော့သွေးပြန်ဆင်းတယ်လို့ပြောတဲ့အခါမှာ နော်သွေးရောင်မှလားဆိုတော့မဟုတ်ဘူးဥပမာညိုညင့်ညင့်အရောင်ဝါတာတာညိုတူတူအရောင်ဒါမှမဟုတ်ရင်ပန်းရောင်ဒါမှမဟုတ်ရင် အရေးကြီးရဲရဲနဲ့ညစ်တစ်တစ်အရောင်အကုန်လုံးဟာ ဲ့ဒီထဲမှာပါတယ်အကုန်လုံးကအခုကျမပြောသွားတဲ့အချက်အလက်တွေအကုန်လုံးဒါမှမဟုတ်ရင်သွေးလေး၁၀၂၀လောက်ပဲကိုကိုရဲ့ underwear ပေါ့နော်ကိုရဲ့အောက်အောက်ခံပေါင်းပြီးမှတွေးလိုက်တာထမိန်မှာ တွေးလိုက်တာဒီလိုဟာမျိုးအကုန်လုံးဒီလိုလက္ခဏာရှိတဲ့အမျိုးသမီးအကုန်လုံးကအခုကျမဆက်ပြောမယ်အမ်လှုပ်ရှားရှိတာတွေနားလေတင်တာတွေ ਨੇ အကျုံးဝင်ပါလိမ့်မယ်အဲ့တော့ပြန်ပြောမယ်သွေးဆုံးပြီးသွားမှသွေးစင်းတယ်ဆိုတာ အချိန်ရေအတွက်နဲ့လည်းမမဆိုင်ဘူးအနေအများနဲ့လည်းမဆိုင်ဘူးအရောင်သွေးနဲ့လည်းမဆိုင်ဘူးအောက်ကနေနော်သွေးရောင်ပဲဖြစ်ဖြစ်အညိုရောင်ပဲဖြစ်ဖြစ်ဝါတာတာညိုတူတူပဲဖြစ်ဖြစ်ပန်းရောင်အရေကြီးပဲဖြစ်ဖြစ်အဲ့ဒီလိုတမျိုးမျိုးဆင်းပြီးဆိုရင်အဲ့ဒီအမျိုးသမီးတွေအကုန်လုံးကအခုကျမဆက်ပြောမယ်ထင်ပါပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီလက္ခဏာဟာကိုခန္ဓာကနေပြီးတော့ပေးလိုက်တယ် warning sign ဘလူဝါနင်းဆိုင်လဲဆိုတာပုံမှန်မဟုတ်ဘူးလို့သတိပေးလိုက်တယ်သတိပေးတယ်လက္ခဏာတစ်ခုပဲအဲ့တော့ဘာလို့အဲ့ဒီလိုသတိပေးတာလဲဆိုတော့အဲ့ဒီလက္ခဏာဖြစ်လာပြီဆိုရင်အဲ့ဒီလက္ခဏာဖြစ်ရချင်းအကြောင်းရင်းနေတဲ့အတခုဟာ အမျိုးသမီးကင်ဆာရောဂါဖြစ်လို့ပဲသွေးဆုံးပြီးသွားမှသွေးသွေးပြန်ဆင်းတဲ့အမျိုးသမီးအယောက်တရာကိုကြီးလိုက်ရင်10ယောက်ကနေ15ယောက်လောက်က သအိမ်ကင်ဆာရှိနေတတ်တယ်။အဲတချို့ကတော့သအိမ်ကောင်းကင်ဆာအဲတချို့ကတော့တခြားအမျိုးသမီးအိမ်ကတခြားကင်ဆာတွေရှိနိုင်တယ်။အဲ့တော့ဒါကြောင့်မို့ဒီသွေးဆုံးပြီးမှသွေးပြန်ဆင်တာဟာအလွန်အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကင်ဆာများသာရှိခဲ့လို့ရှိရင်စောစောတိမှစောစောကုလို့ရမယ်စောစောကုရင်ဒီကင်ဆာဟာအထူးသဖြင့်တအိမ်ကင်ဆာဟာလုံးဝပျောက်ကင်အောင် ကုသလို့ရတယ်ဒါကြောင့်မို့ဒီ warning sign ကိုလေးလျူမရှုဘဲနဲ့ဒီအခွင့်အရေးလုံးဝပျောက်ကင်အောင်ကုသလို့ရမယ်အခွင့်အရေးကိုလက်လွတ်အဆုံးရှုံးမခံဖို့အရေးကြီးပါတယ် ဟုတ်ပြီဒါဆိုရင်သွေးဆုံးပြီးမှသွေးပြန်ဆင်းတဲ့အမျိုးသမီးတိုင်းဟာဟာငါ့မှာကင်ဆာဖြစ်နေပြီလားဆိုပြီးတော့ panic ဖြစ်ပြီးတော့စိတ်တွေအယံပူနေရတော့မလားဆိုတော့အဲ့လိုတော့မဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်မအခုပြောသွားတဲ့အထက်မှာပဲပါတယ်ဥပမာဒီသွေးဆုံးပြီးမှသွေးပြန်ဆင်းတဲ့အမျိုးသမီးအယောက်တရာကိုကျွန်မတို့ clinic မှာပေါ့နော်ကြည့်တယ်ဆိုရင်အဲ့ဒီထက်က10ယောက်15ယောက်လောက်ကပဲနော်ကင်ဆာရှိနေတယ်အဲ့တော့ကြံတဲ့80 90ကကင်ဆာရှိမှာမဟုတ်ဘူး အဲဒါဆိုရင်သူတို့ကရောဘာလို့သွေးဆင်းတာလဲဆိုတော့အများစုကဘာလို့ဆင်းလဲဆိုတော့ vagina atrophy လို့ခေါ်တဲ့ hormone deficiency ကြောင့်တနည်းအားဖြင့်အမျိုးသမီး hormone လို့ခေါ်တဲ့ estrogen hormone နည်းပါးသွားခြင်းကြောင့်ဖြစ်တာ estrogen hormone နည်းပါးသွားတဲ့အတွက်ကြောင့်မလို့အောက်မှာရှိတဲ့ပေါ့နော်အမျိုးသမီးအင်္ဂါတွေ啊နော်အထူးသဖြင့် vagina အတွင်းအင်္ဂါတို့နော်တအိမ်ခေါင်းတို့ဒါတွေကဘာဖြစ်သွားလဲဆိုတော့ အကျုံသွားတယ်ပါသွားတယ်ပြီးတော့အခြောက်သွားတယ်အဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့เนาะ तू อ่ะသူ့မှာရှိတဲ့သွေးကြောလေးတွေကပေါက်ထွက်လွယ်တယ်သွေးကြောမြင့်မြင့်လေးတွေသွေးကြောဆိုလို့အရင်ကြီးတော့ကြောက်စရာမလိုဘူးသွေးကြောသေးသေးမြင့်မြင့်လေးတွေကပေါက်ထွက်လွယ်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့လဲတစ်ခါတစ်ခါသွေးဆင်းတတ်တယ်အဲ့နောက်ဖြစ်တတ်တဲ့နောက်ဖြစ်တတ်တဲ့အကြောင်းရင်းတစ်ခုကတော့ဘာလဲဆိုတော့ polyp လို့ခေါ်တယ် polyp ဆိုတော့ uh, skin tag လိုဟာမျိုးတနည်းအားဖြင့်အသဘိုးလိုဟာမျိုးလေးနော်အသဘိုးဆိုတော့ဒီပုံမှာကြည့်လိုက်ရင်နော်ဒီပုံမှာကြည့်လိုက်ရင်ဒါကျွန်မပြနေကြတအိမ်ပဲနော်တအိမ်ရှိမယ်တအိမ်ကောင်းရှိမယ်ဒါ vagina မိမကိုအတွင်းပိုင်းဒါတာဥပြုဒါတာဥပြုဒါတာဥအိမ်ရှိမယ်အဲ့တော့ဒီတအိမ်အတွင်းဘက်ကိုကြည့်လိုက်ရင်ဒီအနီရောင်လေးကပါလဲဆိုတော့တအိမ်ရဲ့အတွင်းလွှာဒီတအိမ်အတွင်းလွှာကနေပြီးတော့ ဟောဒီမှာတွေ့တဲ့အတိုင်းပဲအသေးလေးတွေတီးသလိုအဲ့ဒီလို ထွက်လာတယ်နော်အသဘိုလေးတွေကို polyp လို့ခေါ်တယ်။အဲ့ဒီအသဘိုလေးတွေကတအိမ်အတွင်းထဲမှာနေပြီးထွက်လာတာဖြစ်နိုင်တယ်လို့ဟောဒီတအိမ်ကောင်းကနေပြီးတော့လည်းဒီလိုထွက်လာတတ်တယ်။အဲ့တော့ဒါတွေဟာ polyps တနည်းအားဖြင့်အသဘိုလေးတွေ။အဲ့တော့ဒီအသဘိုတွေကကြောက်စရာကောင်းသလားဆိုတော့အသဘိုတွေကကြောက်စရာမကောင်းဘူး။သူ့အတကယ်သူ့အသဘိုဖြစ်နေတဲ့အချိန်မှာသူတို့ဟာ benign ပဲ။ they are benign ။တနည်းအားဖြင့်သူတို့က cancer မဟုတ်ဘူး။ ဒါပေမဲ့သူတို့ကိုဒီတိုင်းเนาะထားထပစ်ထားလိုက်လို့ရှိရင်ကြာလာတဲ့အခါမှာနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာ တနည်းနည်းတစ်ချိန်ချိန်မှာကန်ဆာကိုပြောင်းသွားနိုင်တယ်။အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မို့သွေးဆုံးပြီးသွားတဲ့အမျိုးသမီးတွေမှာဒီလို polyp လေးတွေเนาะဒီလိုအသပိုလေးတွေတအိမ်တအိမ်ကောင်းတို့မှာတွေ့ရင်တော့ထုတ်ပြစ်လိုက်ဖို့လိုတယ်။ အဲ့တော့ထုတ်ပြစ်လိုက်ဖို့ဆိုလို့တအိမ်တစ်ခုလုံးထုတ်เสียလို့သလားဆိုတော့တအိမ်တစ်ခုလုံးထုတ်เสียမလို့ဘူးအဲ့ဒီအောက်ကနေမှန်ပြောင်းလေးကိုအမှန်ပြောင်းလေးနဲ့ကြည့်အဲ့ဒီ polyp လေးပဲထုတ်ပလိုက်ရင်ရတယ်အဲ့တော့ဒါဟာ major အကြီးအကြီးအကျယ်ခွဲစိတ်ရတယ်ဟိုဟာခွဲစိတ်မှုတစ်ခုမဟုတ်ဘူးနော်အဲ့တော့ထုတ်ပြလိုက်ဖို့တော့လိုတယ်အဲ့တော့နောက်တစ်ခုကအခုကျမပြောသွားတယ်ပေါ်လစ်ပေါ့နော်အမ် skin tag တနည်းအားဖြင့်အသက်တအိမ်မှာဖြစ်ဖြစ်တတ်တယ်အသက်ပိုလေးတွေကြောင့်လည်းသွေးမြည့်ရသွေးဆုံးပြီးတဲ့အခါမှာမှသွေးပြန်ဆင်းတတ်တယ်အဲနောက်တစ်ခုကကြတော့အခုပြောသွားတဲ့ဒီဒီတအိမ်ရဲ့အတွင်းလွန်လွန်နဲ့ရံလေးအတွင်းလွန်နဲ့ရံလေးကသွေးဆုံးပြီးတဲ့အခါမှာပါသွားတယ် နော်ဘာလို့လဲဟိုမုန်းမရှိတော့ဘူးလေအီစတိုဂျင်ဟိုမုန်းမရှိတဲ့အတွက်ကြောင့်မလို့ပါသွားတယ်အဲ့ဒီအီစတိုဂျင်ဟိုမုန်းเนี่ยမိရသွေးဆုံးခြင်းအကြောင်းကိုကျွန်မမိရသွေးဆုံးခြင်းဆိုတဲ့ဗီဒီယိုလေးမှာအများကြီးရှင်းပြထားပါတယ်နော်အဲ့တော့အဲ့လိုပါသွားတာဟာပုံမှန်ပဲဒါပဲတချို့အမျိုးသမီးတွေမှာကြတော့ပါရမယ်စာသူကထူနေတယ် အဲ့လိုထူတာအမျိုးအစားတော့မျိုးစုံရှိတယ်အဲ့ဒီထဲအမျိုးအစားတွေထဲမှာမှ hyperplasia လို့ခေါ်တဲ့အမျိုးအစားတစ်မျိုးတည်းကအမျိုးအစားနောက်ထပ်တစ်မျိုးပေါ့နော်သူတို့က sub types ကြီးအများကြီးရှိတယ်ထားပါတော့လေအဲ့လိုထူတဲ့အမျိုးအစားတွေထဲကအမျိုးအစားတစ်မျိုးဟာ ကင်ဆာအကျိုးကို cell စီဖြစ်နေနိုင်တယ်ဒါမှမဟုတ်ရင်တစ်ချိန်ချိန်မှာကင်ဆာအကျိုးအဆင့်ကိုရောက်သွားနိုင်တယ်ကင်ဆာအကျိုးအဆင့်ရောက်ပြီဆိုတော့နောက်ပိုင်းမှာကင်ဆာအဆင့်ကိုပြောင်းသွားနိုင်တာပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့တအိမ်နိုင်ရန်ထူနေရင်အဲ့ဒီတအိမ်နိုင်ရန်ကနေပြီးတော့ကျမတို့ biopsy အသားစား UG စစ်ဆေးဖို့လိုအပ်တယ် ဟုတ်ပြီအဲ့တော့ဒါကအဲတအိနေရန်ထူတာနောက်တစ်ခုကကြတော့အော်ပိုးဝင်နေလို့တချို့ကကြတော့ဒါကတော့ပိုးဝင်တာတော့ပိုးသက်ဆင်းနေကုလို့ရပါတယ်အဲနောက်တစ်ခုနောက်တစ်မျိုးကတော့ဘာဖြစ်တတ်လဲဆိုတော့ HRT Hormone Replacement Therapy တနည်းအားဖြင့် သွေးဆုံပြီးသွားတဲ့အခါမှာဟော်မုန်းကုသမှုတွေဟော်မုန်းတက်ကုသမှုတွေခံထားတဲ့အမျိုးသမီးတွေမှာလည်းဟော်မုန်း dose ကို adjust လုပ်ဖို့လိုတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့သွေးဆင်းတာမျိုးဖြစ်တတ်တယ်။အဲ့ဒါမျိုးတွေကတော့စိုးရင်စရာမရှိပါဘူး။ဆရာမုံကဟော်မုန်း dose ကို adjust လုပ်ပေးလိုက်တဲ့အခါမှာဟော်မုန်းဆေးရဲ့အားပေါ့နော်အတော်အတိုးအလျှော့လုပ်ပေးလိုက်တဲ့အခါမှာဒါတွေကကြောက်တက်တာသွားလိမ့်မယ်။အဲ့တော့အခုကျွန်မပြောသွားတဲ့အထဲမှာနော်ဒီလိုအကြောင်းလေးကြီးကြောင့်လဲသွေးဆုံးပြီးရင်သွေးပြန်ဆင်းနိုင်တယ်လို့ပြောသွားတယ် ဒါကြောင့်မို့လူတိုင်းကတော့အရန်ကြီး panic ဖြစ်ပြီးတော့အရန်ကြီးစိုးရိမ်စိတ်ကြီးနေစရာမလိုဘူး။ဒါပေမဲ့လည်းကိုကဘယ်အကြောင်းကြောင့်ဘာကြောင့်သွေးစင်းနေတယ်လဲဆိုတာဘလို့ပဲသိတိုင်းမလဲဆိုတော့ဆရာဝန်နဲ့သွားဆစ်ဆေးကြည့်မှာပဲသိမှာပေါ့။ဆရာဝန်တောင်မှနော်။သားဖွားနဲ့မိရဲ့အတိုင်ပင်ခံအထုကူဆရာဝန်ကြီးတွေဒါမှမဟုတ်အနည်းဆုံးတော့သားဖွားနဲ့မိရဲ့ကိုအထူးပြုထားတဲ့ဆရာဝန်နဲ့ပြသပြသဆစ်ဆေးမှာဒါဘာကြောင့်သွေးစင်းနေလဲဆိုတာကိုသိရှိနိုင်တယ်။ ဲ့တော့အခုဆိုပြောရင် ရှင်းသွားပြီဒါဆိုရင်ကို့မှာဒီလက္ခဏာရှိခဲ့ရင်ဘာလုပ်ဖို့လိုအပ်လဲဆိုတော့ဖြစ်နိုင်ရင်တားဖွားမရက်အထုခုဆရာပေါ်နဲ့အတိုင်းမကန်အထုခုဖြစ်ဖြစ်ဒါမှမဟုတ်အ ਨੇ ဆုံးတော့တားဖွားမရက်ကိုအထုပြုထားတဲ့ဆရာပေါ်တယောက်ယောက်နဲ့တိုင်ပင်စစ်စစ်စစ်ပို့အမြန်ဆုံးတိုင်ပင်စစ်စစ်ပို့လိုအပ်တယ် ဟုတ်ပြီအဲ့တော့ဆရာမွန်းနဲ့တွေ့တဲ့အခါကျတော့ဆရာမွန်းကဘာလုပ်မလဲဆိုတော့အသေးချာအသေးစိတ်ရာဇဝင်မင်းမယ်ဗိုက်ဆမ်းမယ်ပြီးတော့အထဲကိုပစ္စည်းထည့်ပြီးဆမ်းမယ်အဲနောက်တစ်ခုကဘာလဲဆိုတော့ transvaginal ultrasound လို့ခေါ်တယ်မိမကူအတွင်းတဲ့ကိုเนาะအခုဒီမှာပြောထားတဲ့စီမာဒီမှာကြည့်လိုက်ရင် ဒါကမိမကိုအတွင်းဟုတ်လားဒီမိမကိုအတွင်းတဲ့ကိုဒီလိုပဲ probe လို့ခေါ်တယ်ကျမတို့ ultra sound ရိုက်တဲ့ဟာအတန်လေးပေါ့နော်ဒီအတန်လေးကိုထည့်ပြီးတော့ကျမတို့ကဟောဒီတအိန်နိုင်ရန်ဘလောက်ထူတယ်လဲဆိုတာကိုတိုင်းကြည့်ရပါပဲအဲ့တော့တအိန်နိုင်ရန်ဘလောက်ထူတယ်လဲဆိုတာတိုင်းကြည့်တယ် polyp အထဲမှာရှိတဲ့အဟိုဟာ polyp skin tag တနည်းအားဖြင့်အသဘိုးတွေရှိမရှိကျမတို့အကြမ်းင်းသိနိုင်တယ် ultra sound ရိုက်ကြည့်ခြင်းအဖြစ်ပေါ့နော်အဲ့တော့အဲ့ဓာတွေကိုလုတ်ကြည့်ရတယ် ဲ့တော့အဲ့လိုမျိုးတအိနေရန်ထူရင်အတတခါတဲ့ဆေးကမ်းမာတယ်မယ်အသားစာယူလိုက်လို့ရတယ်တချို့အမျိုးသမီးတွေမှာကတော့အဲဟိုဟာခွဲစိတ်ခံတဲ့မှာယူဖို့လိုအပ်ကောင်းလိုအပ်နိုင်တယ်နော်အဲ့တော့အခုကျမပြောသွားတဲ့ဟာတွေကိုစဉ်းစားအကြစဉ်းစားကြည့်လိုက်ရင်တော့နာမလားဆရာမရဲ့လို့မေးစရာမိကွန်ပေါ်လာတာပေါ့နော်နာတော့နာနိုင်တယ် အနေအချင်းနားတိုင်းနားတချို့ကတော့အနေချင်းပဲနားတယ်တချို့ကတော့နည်းနည်းပူနားတယ်ပေါ့နော်တယောက်နဲ့တယောက်တော့မတူကြဘူးဒါပေမဲ့ကိုမှတ်ထားရမှာပါလဲဆိုတော့အခုလုံနေတဲ့စံသက်စစ်စစ်မှုတွေဟာငါရဲ့အသက်ကိုကယ်ဖို့လုံနေတဲ့ကာကွယ်ငါရဲ့အသက်ကိုစာကာကွယ်ဆောင်ရှောက်ဖို့မှုပို့လုံနေတဲ့စံသက်စစ်စစ်မှုတွေပါလားဆိုတာကိုခေါင်းထဲမှာမှတ်ထားပြီးတော့စံသက်စစ်စစ်မှုတွေပြုလုပ်ဖို့လိုအပ်တယ်ဆိုတာကိုလက်ခံထား ဟုတ်ပြီအဲ့တော့နောက်ဆုံးအနေနဲ့အကုန်လုံးကိုချုပ်ပြီးတော့ပြောလိုက်ပြောရရင်တော့သွေးဆုံးပြီးတော့မှသွေးပြန်ဆင်းတယ်ဆိုရင်တစ်ချိန်တည်းပါ မနာပါဘူးအော်ပန်းရောင်လေးပါ တစ်ဆက်တစ်ပေါက်တည်းပါ ဆိုပြီးတော့လေးယူမရှူထားပါနဲ့ OG နဲ့အမြန်ဆုံး appointment ယူပါအဲ့ဒါကိုကျွန်မပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့အဓိကရည်ရွယ်ချက်ကတော့ cancer ရှိနေရင်စောစောစီစီသိဖို့လိုတယ်။စောစောစီစီကုလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ နော်စောစောတိမှသာစောစောတိမှသာကုသမှုအောင်မြင်ရေးအတွက်ပထမဦးဆုံးခြေလှမ်းဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလိုယောဂလက္ခဏာလေးရှိခဲ့တယ်ဆိုရင်လိမ့်လျူရှုပြီးတော့မနေဘဲနဲ့အမြန်းဆုံးစမ်းသပ်စစ်ဆေးမှုခံယူပါလို့ပြောရင်းနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကိုမေးချင်တဲ့မေးခွန်းလေးတွေရှိရင် comment မှာမေးထားလို့ရပါတယ်တူတူတယောက်ချင်းကိုပြန်မပြေပေးနိုင်ခဲ့ရင်တောင်မှ အမေအများဆုံးမိကွန်းလေးတွေကိုကျွန်မဗီဒီယိုလေးနဲ့ပဲဖြစ်ဖြစ်စာရေးပြီးတော့ပဲဖြစ်ဖြစ်စူးစမ်းပြီးတော့ဖြည့်ပေးပါမယ်